ျွန်တော်အနေနဲ့တိုက်ခန်းအင်ရှင်မီတွေကိုဝယ်ယူတဲ့အခါမှာကတိစာချုပ်တွေနဲ့ဝယ်ယူလဲရှိကြပါတယ်။2007ချက်စာချုပ်စာတမ်းများမှတ်ပုံတဲ့ဥပဒေအရတန်ဖိုးငွေကျပ်တသိန်းနဲ့အထက်ရှိတဲ့မရွှေပြောင်းနိုင်တဲ့ပစ္စည်းတွေကိုအယောင်းဝယ်ပြုလုပ်တဲ့အခါမဖြစ်မနေမှတ်ပုံတင်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒီတော့ကျွန်တော်ရှုပ်ဆွေးနေကြတဲ့အယောင်းအဝယ်ကတိစာချုပ်တွေကိုရောမှတ်ပုံတင်ဖို့လိုသလားဆိုတာကိုဒီနေ့မှမျှဝေပေးသွားပါမယ်။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိမ်းအောင်ပါ။ဒီဇယ်လန်တွေ1986မြန်မာနိုင်ငံတရားစီရင်ထုံး ဥအေဝန်ခေါ်ဥမျက်စိုးနဲ့ဒေါ်ယာဘီယာတရမပထမအယူခံမှုကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်။ဇက်လန်ကတော့ဒီလိုပါရန်ကုန်တိုင်းပေါ်တောင်မြို့နယ်ကတိုက်ခန်းတစ်ခုကိုဥမျဟန်ဆိုတဲ့လူက အပျောက်စနစ်နဲ့ဝယ်ယူနေထိုင်ပါတယ်။ဒီနေ့မှာတော့ဥမျဟန်ကဒေါ်ယာဘီယာဆိုတဲ့အမျိုးသမီးကိုအဲ့ဒီတိုက်ခန်းကိုငွေကျပ်3300နဲ့အပြည့်အပိုင်ရောင်းလိုက်ပါတယ်။အင်္ဂါအယောင်ဝယ်ကတိစာချုပ်ရှုပ်ဆိုပြီးတော့ရောင်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီစာချုပ်ထဲမှာအရေးကြီးတဲ့အချက်တစ်ချက်ပါလာပါတယ်။အဲ့ဒါကတော့ အိမ်ခန်းအမည်ပြောင်းပေးဖို့အတွက်ကိုလည်းတာဝန်ယူပါရဲဆိုတဲ့အချက်ဖြစ်ပါတယ်။အတိပ္ပယ်ကတော့ဦးမြဟန်အနေနဲ့ဒေါ်ရိုက်ပီယာကိုတိုက်ခန်းပိုင်ရှင်အသည့်အဖြစ်အသိမှတ်ပြုအောင်လုပ်ပေးပါမယ်ဆိုတဲ့ကတိစကားမျိုးစာချုပ်မှာရေးထိုးထားတာဖြစ်ပါတယ်။နောက်တော့အစအုပ်ပိုင်ရှင်ကဒေါ်ရိုက်ပီယာကိုအိမ်ခန်းတာဝန်ဖောက်ပြန်မှုနဲ့တရားစွဲပြီးနှင်ထုတ်ဖို့လုပ်ပါတယ်။တရားရုံကိုရောက်တော့ဒေါ်ရိုက်ပီယာကခုနကဦးမြဟန်နဲ့ရှုပ်ထားတဲ့အိမ်ခန်းအယောင်းအဝယ်ကတိစာချုပ်ကိုတက်တေကန်အဖြစ်တင်သွင်းလိုက်ပါတယ်။ အဲ့ဒီမှာတင်အင်ရှင်ဘက်ကကန့်ကွက်လိုက်ပါတယ်သူ့ရဲ့အကြောင်းပြချက်ကတော့ဒီစာချုပ်ဟာမရွှေပြောင်းနိုင်တဲ့ပစ္စည်းရဲ့အကျိုးစီးပွားကိုလွှဲပြောင်းတဲ့စာချုပ်ဖြစ်လို့စာချုပ်စာတမ်းမှတ်ပုံနဲ့အဥပဒေအရမှတ်ပုံတင်ရမယ်အခုကမှတ်ပုံမတင်တဲ့အတွက်တရားမဝင်ဘူးဒါကြောင့်တသက်ကံအဖြစ်လက်မခံသိမ်းဘူးလို့တင်ပြပါတယ်ဒီကိစ္စကအောက်ယုံနေမှာရှုံလိုက်နိုင်လိုက်နဲ့နောက်ဆုံးမှာတော့ဘိုးတရားယုံအထီကိုရောက်လာပါတယ်တရားယုံကအဓိကဘာကိုကြည့်တယ်လဲဆိုရင်ဒီစာချုပ်ရဲ့အနှစ်သာရကိုကြည့်ပါတယ် ဒီစာချုပ်မှာအပြီးအပိုင်ရောင်းချလိုက်ပါတယ်လို့ရေးထားတာမှန်ပါတယ်။ဒါပေမဲ့အိမ်ခန်းအမြင်ပြောင်းပေးဖို့တာဝန်ယူပါတယ်ဆိုတဲ့အချက်ကအသက်ပဲဖြစ်ပါတယ်။ဒါကဘာကိုပြနေတယ်လဲဆိုတော့စာချုပ်ချုပ်တဲ့အချိန်မှာလွှဲပြောင်းမှုဟာမပြီးသေးဘူးဆိုတာကိုပြနေတာဖြစ်ပါတယ်။တကယ်လို့အင်ရှင်ကဒိုယာဘီယာကို အိမ်ခန်းအသက်ဖြစ်လက်မခံနိုင်ဘူးလို့ညင်းလိုက်ရင်ဒိုယာဘီယာမှာအဲ့ဒီအခန်းမှာနေခွင့်ရမှာမဟုတ်ပါဘူး။ဒိုယာဘီယာရဲ့သမီးကိုယ်တိုင်ကလည်းဥမြဟန်ကအိမ်ပိုင်ရှင်စီခေါ်သွားပြီးတော့ နာမည်ပြောင်းကကျက်၆ရာပြီးပြီးတော့ငွေအခြေရှိပြီးမှပြောင်းရွှေ့လာခဲ့တာလို့ထုတ်ဆိုခဲ့ပါတယ်။ဒါကြောင့်လွှဲပြောင်းမှုဟာအင်ရှင်ကဒေါ်ရာဗီယာကိုအင်္ဂါအဖြစ်လက်ခံလိုက်တဲ့အချိန်မှာအထမ်းမြောက်မှာဖြစ်ပါတယ်။အခုတော့စာချုပ်ချုပ်တဲ့အချိန်မှာဒီစာချုပ်ဟာအပိသက်လွှဲပြောင်းခြင်းစာချုပ်မဟုတ်သေးပါဘူး။ဒါဟာအင်ရှင်စီကသဘောတူညီချက်ရအောင် လုပ်ပေးပါမယ်ဆိုတဲ့ဂတိပဋိညာအစီအမံရှိပါသေးတယ်။စာချုပ်စာတမ်းမှတ်ပုံနဲ့ဥပဒေမှာအပိသက်လွှဲပြောင်းတဲ့စာချုပ်တွေကိုပဲမှတ်ပုံတင်ခိုင်းတာဖြစ်ပါတယ်။ ဂရိစာချုပ်တသက်ကိုမှတ်ပုံတင်ဖို့မလိုပါဘူး။ဒါကြောင့်တရားရုံးကဆွန့်ဖြတ်လိုက်တာကတော့ဒီအိမ်ကအယောင်းဝယ်ဂရိစာချုပ်ဟာဥပဒေအရမှတ်ပုံတင်ဖို့မလိုအပ်တဲ့စာချုပ်ဖြစ်တယ်။ဒါကြောင့်တရားရုံးမှာတသက်ကံအပြစ်လက်ခံခွင့်ရှိတယ်လို့ဆွန့်ဖြတ်လိုက်ပါတယ်။ကဲဒီစီရင်ထွန်းကနေကျွန်တော်တို့အပါသင်ကန်းစာတွေယူလို့ရမယ်ကြည့်အောင်ပါ။အယောင်းအဝယ်ဂတိစာချုပ်ဆိုတာဥပဒေအရအပိသက်လွှဲပြမှုမမြောက်သေးတဲ့အဆင့်မှာပဲရှိနေသေးတာကြောင့်မှတ်ပုံတင်စာချုပ်စာတမ်းရုံးမှာမှတ်ပုံတင်ဖို့မလိုသေးပါဘူး စာချုပ်တစ်ခုကိုချုပ်ဆိုတဲ့အခါမှာ အထဲမှာပါတဲ့စာသားတွေရဲ့အနှစ်သာရကလည်းအလွန်အရေးကြီးတယ်ဆိုတာကိုဒီအစီအရင်ထုံးကနေတက်သက်ပြနေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတွေရရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။